မိဘပြည်သူအားလုံးစိတ်ဤချမ်းသာခြင်း၊ကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ကာရဝတရားရှိတာပြီးဥစွာပဏမနှုတ်နှုတ်ခွန်းဆက်တာလိုက်ပါလေ။ကျွန်တော်တို့မြန်မာနိုင်ငံဟာတိုင်းတစ်ပါးနယ်ချက်ဗြိတိရှ်အင်္ဂလိပ်လူမျိုးတွေရဲ့လက်အောက်မှာကျွံဖြစ်နေနှစ်ပေါင်းတရာကျော်နေခဲ့ရပါတယ်။ဒီတော့ကျွန်တော်တို့အဖိုးဘွားတွေကသူ့ကျွံမကန်တော်လန်ရေးနယ်ချက်စန့်ကြည့်ရေးနဲ့အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအလီတွေကိုဆင်နွှဲခဲ့ကြတာတော့ခဲ့ကြတာကြောင့်1948ဇန်နဝါရီလ၄ရက်နေ့မှာ လွတ်လပ်ရေးကြေညာနိုင်ခဲ့ပြီးပါလီမန်ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့အချုပ်အခြာအာဏာပိုင်ပြည်တော်စုမြန်မာနိုင်ငံရဲ့လို့ကမ္ဘာအလယ်မှာဝင့်ထဲစွာရပ်တည်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လွတ်လပ်ပြီးဆက်လက်နေကြ1962ခုနှစ်မှာစီအိုချိုရေးဖြင့်အုပ်ချုပ်တဲ့ဒွန်လိုင်းကောင်ကြီးဆိုရတက်လာချိန်မှာတော့လွတ်လပ်ရေးနဲ့အတူရခဲ့တဲ့ပါလီမန်စနစ်လဲနှီးကုန်းကမ္ဘာအဆုံးသတ်သွားရပါတော့တယ်။အဲဒီနောက်ဆက်လက်နေကြ1984မှာတော့မြမဆွေကျဲလေးလမ်းစဉ်ပါတီဥဆောင်မှုနဲ့ တပါတီစနစ်ကျင့်သုံးတဲ့နိုင်ငံအဖြစ်သို့ကူးပြောင်းရောက်ရှိခဲ့ပါတယ်။အဲဒီနောက်ဆယ်လင်းနှစ်ကြာဩဂုတ်လ၈ရက်နေ့မှာတော့တပြည်လုံးပါဝင်လာတဲ့ရှင်းလင်းလုံးရေတော်ဘုံကြီးပေါ်ပေါက်ခဲ့ပြီးစက်တင်ဘာ၁၈ရက်၁၈ရက်နေ့မှာတပါတီစနစ်ကျင့်သုံးတဲ့မြမဆွေကြီးလေးလမ်းစဉ်ပါတီပြုတ်ကြပြီးနိုင်ငံတော်ညီညွတ်ပြည်မီတိဆော်ရေးအဖွဲ့နဝတာကနိုင်ငံတော်အာဏာရရကိုထိန်းချုပ်လိုက်ပါတယ်။နဝတာအစိုးရကပါတီတွေတီထောင်ခွင့်ပြုခဲ့ပြီးနှစ်နှစ်ကြာ1990ပြည့်နှစ်ပြည့်နှစ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွေကျင်းပပေးခဲ့ပါတယ်။သို့ပေမဲ့ဒီမိုကရေစီအစိုးရတော့တက်မလာသလိုဒီမိုကရေစီနိုင်ငံလည်းဖြစ်မလာခဲ့ပါဘူး။မြို့ပြပြည်သူပေါင်းတို့ခင်ဗျာမြန်မာနိုင်ငံမှာ1948ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပါလီမန်ဒီမိုကရေစီစနစ်1984ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တပါတီစနစ်တွေကျင်းသုံးခဲ့တာပါ။အခုဒီမိုကရေစီစနစ်ကိုပြန်လည်ကျင့်သုံးမယ်ဆိုတော့ငကူကသုံးခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျင့်သုံးဖို့မဖြစ်နိုင်တော့တဲ့ မဖြစ်နိုင်တော့တာနဲ့1993နှစ်ကစပြီးအမျိုးသားညီလာခံကျင်းပကဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုရေးဆွဲကြပြီး15နှစ်အကြာ2008ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာခဲ့ပါတယ်။နိုင်ငံတော်အေဂျင်တာရဲ့ဖွံ့ဖြိုးရေးကောင်စီက2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံရေးပါတီများထူထောင်ခွင့်ပြုခဲ့ပြီး2010ပြည့်နှစ်မှာရွေးကောက်ပွဲကျင်းပခဲ့လို့ဒီနေ့အားလုံးသိနေကြတဲ့လွှတ်တော်ကြီးတွေပြည်ထောင်စုအစိုးရနဲ့တိုင်းဒေသကြီးပြည်နယ်စတဲ့အစိုးရတွေပေါ်ပေါက်လာပြီး မိုးစီနိုင်ငံထူထောင်ရေးလမ်းစာပေါ်သို့ရှောက်လန်းခဲ့ပါတယ်။ယခုဆိုလျှင်လွတ်တော်ပထမတက်တန်းကုံဆုံးပါတော့မယ်။နိုဝင်ဘာ၈ရက်နေ့မှာလွတ်တော်ဒုတိယတက်တန်းအတွက်ကိုယ်တော်လှန်အသစ်တွေရွေးချယ်ဖို့အစိုးရအသစ်ဖွဲ့စည်းနိုင်ဖို့အတွက်ရွေးကောက်ပွဲများကျင်းပပါတော့မယ်။ပို၍ကောင်းတဲ့နိုင်ငံရေးနဲ့စီးပွားရေးပြီးတော့ပြည်သူတရားလုံးရဲ့လူနေမှုဘဝတွေတိုးတက်ဖွံ့ဖြိုးနိုင်ရေးတို့အတွက်ပြည်သူများကိုယ်တိုင်ကိုယ်တော်လှန်အဖြစ်ဝင်ရွေး